မြမရိုးရလက်ဝဲဝဲဟာစိတ်လှုပ်ရှားစရာကောင်းပြီးမြမပြည်ချန်ပီယံတွေရဲ့ထိုးသက်ပုံကိုသဘောကျတယ်လို့အောင်လအန်ဆန်းကပြောပါတယ်ဒီသတင်းကိုတော့လွှမ်းမိုးအောင်ပေးပို့ထားပါတယ်ရှင်အမမေလက်ဝဲတဘာအောင်လအန်ဆန်းဟာအော်ရိုဘာကူရဲ့ကထိုးသက်ခဲ့တဲ့ရိုးရလက်ဝဲစင်ကိုပွဲမှာလာရောက်ကြည့်ရှုခဲ့ပါတယ်မြမရိုးရလက်ဝဲပွဲဟာရင်ကုန်စိတ်လှုပ်ရှားစရာကောင်းပြီးမြမပြည်ချန်ပီယံထွန်းထွန်းမင်းနဲ့တူတူတို့ရဲ့ထိုးသက်ပုံတွေကိုလည်းသဘောကျတယ်လို့အောင်လအန်ဆန်းကဆိုပါတယ် ကျွန်တော်အဲ့ဒီရိုးရလက်ဝဲအရန်နဲ့တက်တယ်နော်အဲတကယ်ကျွန်တော်အတွက်ဆိုအရန်ရင်ခုန်စရာအရန်ကြိုက်တယ်ကျွန်တော်အမ်အဲ့ဒီရိုးရလက်ဝဲလက်ဝဲကစားလို့အားလုံးအရန် respect ပေးရကျွန်တော်တို့ကအခုအရန်စူးစမ်းပြီးတို့အကောင်းဆုံးကစားနေဆိုကျွန်တော်သိရအဲ့ပြီးတို့ရောအားလုံးကျွန်တော်ပြောချင်တာတို့အားပေးပါနော်တို့ရောတကယ်မြန်မာပြည်မှာဆိုတော့တို့အကောင်းဆုံးပဲ အောင်လာအစံအနေနဲ့မက်ဒဝိတ်တန်ချန်ပီယံရွှေကပွဲပြိုင်ပွဲတွေဖြစ်တဲ့ပိုလန်ကဘတ်စတာနဲ့အီဂျစ်ကမိုဟာမက်အလီတို့ကိုအနိုင်ယူခဲ့တာကြောင့်နောက်ထပ်တပွဲမှာချန်ပီယံရွှေကပွဲစင်ကာပူထိုးသက်ရဖို့မျှော်လင့်နေပါတယ်။ကျွန်တော်ကျွန်တော်နောက်ပွဲမှာဆိုရင်ကျွန်တော်တပတ်ချန်ပီယံချစ်အတွက်ကျွန်တော်လူမလို့ထင်တာပဲ။ဘာလို့လဲဆိုတော့ဒီနှစ်ပွဲရှိနော်ဒီနှစ်ပွဲကျွန်တော်နိုင်ဟန်နှစ်ပွဲဆုံးကအာသူတို့က title contender ဆိုတော့ပြောနေမြန်မာလို့ဆိုတော့သူတို့ကရွှေရွှေကပွဲလူရဲ့လူရဲ့ပဲနော် သူတို့နဲ့ထိုးထိုးရဲဆိုတော့ကျွန်တော်တို့နှစ်ယောက်ကိုနိုင်သားဆိုတော့အဲအရင်နှီးဆက်ပြီးလို့ထင်တာပဲဟဲ့ ready ပဲကျွန်တော်ဆက်ကြည့်ထားတော့ကျွန်တော်ကျွန်တော်ကဒီမြန်မာပြည်မှာအတော်ဆုံးဖြစ်နေတာမဟုတ်ဘူးတော့ကျွန်တော်ကပားမှာကပားချန်ပီယံအာမြန်မာပြည်ကိုကပားချန်ပီယံတယောက်ရှိအောင်ဆိုပြီးကျွန်တော်စ조사မယ်ကျွန်တော်ဆက်အားပေးအားလုံးရောအရင်ချစ်တယ်အားလုံးရောအာအရင်ကျေးဇူးတင်တယ်လို့ပြောချင်ပါတယ် သက်32နှစ်ရှိအောင်လာအန်ဆန်ဟာကိုခံပညာပေါင်းစုံနဲ့တိုက်ခိုက်ရတဲ့ MMA ပွဲပေါင်း28ပွဲမှာစကူဝဲနိုင်ပြီးကိုဝဲရှုံးနိုင်ထားပါတယ်။အောင်လာအန်ဆန်ဟာအော်တိုဘာ9ရက်က Transat ကိုခံပညာသင်တန်းမှာဒူချစ်စုအာဂဇာနီလာအိုလီချင်းပြီးခဲ့ပြီးအော်တိုဘာ10ရက်နေ့ကအမေရိကကိုပြန်လည်ထွက်ခွာသွားပါတယ်။ကျွန်တော်ဟောမှုအောင်ပါ။